ဘန်ကောက်မှာအကြီးဆုံးဈေးဖြစ်တဲ့ဟင်းဒီဟင်းရွက်တွေအသား၅ရွေအရန်ဈေးချိုတဲ့ခေါင်းသွယ်ဈေးကိုဆိုနီယာတို့တွားဖြစ်ခဲ့ရလေပေါ့နော်ဒီဈေးဟာ24နိုင်ဖွင့်တဲ့အတွက်အလုံးညဆိုင်သမားတွေအတွက်လည်းအရန်အဆင်ပြေပါတယ်ဒီနေရာကို line ကလည်းရောက်တဲ့အတွက်ဆိုနီယာတို့ကတော့ line ကနဲ့တွားဖြစ်ခဲ့ပါတယ်ဒါကတော့ဆိုနီယာတို့ဈေးတဲ့ကိုရောက်သွားပြီပေါ့နော်။ဒီနေရာမှာမြန်မာလူမျိုးတွေအများကြီးတွေ့ရပါတယ်။မြန်မာနိုင်ငံကကုန်ချောက်ပစ္စည်းတွေဆိုလဲအလွယ်တကူဝယ်ယူလို့ရတဲ့နေရာလေးတစ်ခုပေါ့နော်။ ပုံမှန်ဆိုရင်ဒီစေးကဝယ်သူတွေ အများကြီးရှိရစေတခုပေါ့နော်ဒီနေ့ဆိုနေရတော့အစောရောက်တော့လူတွေတိတ်မရှိပါဘူးဒီစေးက၁၂နာရီနောက်ပိုင်းဆိုရင်ပိုစီပါတယ်ဘလို့သွားခဲ့လဲဘာနဲ့သွားခဲ့လဲဆိုရင်ဆိုနေရတော့ line က၁၄နံပါတ်ကိုစီးပြီးတော့သွားခဲ့ပါတယ် line က၁၄နံပါတ်ကို central public စီရင်မှာစာစီရပါတယ်စီးပြီးရတယ်ဒီ mi point ရဲ့အရှိတ်ဘက်မှာဆင်းရမှာဖြစ်ပါတယ် မြန်မာကုန်ထွက်တွေကမကပဲနဲ့မြန်မာအစားအစာတွေလည်းရပါတယ်။ဆူနီယာကတော့ဈေးဝယ်ပြီးအရန်ပိုက်စားလို့ဆိုပြီးတော့မြန်မာစားတော့ဆိုင်ထဲဝင်ပြီးတော့အစားအစာလေးမှစားခဲ့ပါတယ်။ဒါကတော့ဆူနီယာမှာစားဖြစ်တဲ့ဟာလေးပါ။ပဲပြားသုံးနဲ့ရှမ်းအရည်မှာစားဖြစ်ပါတယ်။ဒါကတော့ဆူနီယာမနိုင်တော့လို့စားဆွဲနေပါပြီ။အရသာကတော့အရန်စားလို့ကောင်းတယ်ပေါ့နော်။ဈေးလည်းအရန်တက်ပါတယ်။ ဒါကတော့ဘာမှမဟုတ်ပါဘူးအကောင့်ကြီးကဥရားစရာကြီးဖြစ်နေလို့စားလို့ရလားလို့သိချင်လို့ပါဘေးဘိုင်